သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချန်နယ်မှာဒီကနေ့ဂျွန်လ20ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့ချင်းတော်လန်ရဲ့လက်နက်ကင်အားလုံးစုစည်းညီညွတ်မှုနဲ့ဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ရင်ချင်းတပ်ဖွဲ့18ခုကပူးတွဲကြီးညာခဲ့ကြောင်းတင်ဆက်ပေးပါမယ်ချင်းတော်လန်ရဲ့လက်နက်ကင်အဖွဲ့အစည်းများအားလုံး စီလုံးညီညွတ်စွာနဲ့စုဖွဲ့ပြီးဘုံရန်သူစစ်ကောင်စီကိုတော်လန်တိုက်ထုတ်ဖို့ချင်းတော်လန်ရေးတပ်ဖွဲ့၁၈ခုကယမန်နေ့ဇွန်လ၁၉ရက်နေ့မှာပူတွဲကြီးညာလိုက်ပါတယ်၂၀21ခုနှစ်ဖေဖော်ဝါရီလ၁ရက်နေ့မှာအကြမ်းဖက်စစ်တပ်မှပြည်သူအာဏာကိုလူယူသိမ်းပိုက်ခဲ့တဲ့အတွက်ကြောင့်ပြည်သူလူထုတို့မှဥဆောင်တဲ့ຫນွေဦးတော်လန်ရေးရဲ့အန်တီမပန်းတိုင်ဖြစ်တဲ့အကြမ်းဖက်စစ်တပ်အမြင့်ပြတ်ချုပ်ငင်းရေးစစ်မှန်သောဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်လာရေး မိမိတို့နေမည်လူမျိုးကိုကာကွယ်ရန်နဲ့ကိုပိုင်ပြတ်ထန်းခွင့်အပြည့်အဝရှိတဲ့ချင်းပြည်တိဆောက်ရေးတို့အတွက်ပောက်ဖွာလာတဲ့ချင်းတော်လိုင်းအဖွဲ့များအလုံးကိုလေးစားဂုဏ်ပြုပါကြောင်းချင်းတပ်ဖွဲ့ရဲ့စူပေါင်းကြေညာချက်မှာဖော်ပြထားပါတယ်။ လက်ရှိချင်းပြည်အတွင်းချင်းတော်လိုင်းလက်နက်ကင်အဖွဲ့အစည်းများအကြားမကြာခဏအချင်းချင်းပွတ်တိုက်မှုဖြစ်ခြင်းအငင်းပွားမှုများမှာလက်နက်များနဲ့ဖြည့်ရှင်းအဖြည့်ရှာရန်ကြိုးပမ်းခြင်းလက်နက်ကင်အဖွဲ့အစည်းများနဲ့ပြည်သူများအကြားစီလုံးညီညွတ်မှုအားနဲ့လာခြင်းတို့ဟာပြည်သူတော်လိုင်းရေးခရီးကိုနှောင့်နှေးမိမ့်တော်စေတဲ့အပြင်ချင်းလူမျိုးများရဲ့တော်လိုင်းရေးရည်မှန်းချက်ပန်းနိုင်ကိုလည်းကြာရှုံးသွားနိုင်ကြောင်းသတိပေးထားပါတယ်။ တို့ဖြစ်ပါ၍နှွေဦးတော်လိုင်း၏လက်နက်ကိုင်အချင်းချင်းအကြောင်းလေးစားမှုရှိပြီးချင်းတမျိုးသားလုံးစီးလုံးညီညွတ်ရေးအတွက်အမြဲတမ်းမျှော်လင့်လျက်ရှိကြောင်းချင်းနှွေဦးတော်လိုင်း၏လက်နက်ကိုင်အဖွဲ့၁၈ခုကဆိုပါတယ်ထို့ကြောင့်အချင်းချင်းအကြောင်းနားလည်မှုလွဲမစေတဲ့အပြောဆိုနဲ့အပြုမှုများအလုံးကိုရှောင်ရှား၍ပုံရံသူကိုယ်တော်ပထမဦးစားပေးတော်လန်တိုက်ပွဲဆင်ကြရတဲ့ချင်းပြည်အတွင်းမှာရှိတဲ့နေမီဒေတာမျိုးနွယ်စုအရေးများကိုတော်လန်ရေးကာလအလွန်မှနိုင်ငံရေးနီးလန်းဖြစ်တာအဖြစ်ရှာကြရန်ဖိတ်ခေါ်ထားပါတယ်ချင်းတော်လန်ရေးလက်နက်ကိုင်အဖွဲ့စည်းများအလုံးစီးလုံးညီညွတ်စွာစုဖွဲ့ပြီး ဘုံရန်သူကိုတော်လန်တိုက်ထုတ်ဖို့ကျင်းလူမျိုးနဲ့ပိုင်းတဲ့နေမြများကိုခုခံကာကွယ်စောင့်ရှောက်ကြရတဲ့ကျင်းအမျိုးသားစည်းလုံးညီညွတ်ရေးချင်းပြည်တိဆောက်ရေးအတွက်ချင်းပြည်လူထုနဲ့အတူဆွန်းဆွန်းတမန်ကြိုးပမ်းဆောင်ရွက်ကြရန်အသင့်ရှိကြောင်းချင်းတော်လန်၏အဖွဲ့၁၈ခုကပူးတွဲထုတ်ပြန်ကြေညာထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးကြတာကတော့မြန်မာတရုတ်နယ်စပ်မိုင်းပေါက်မှာ UWSC ကမြေရှားတပ်တုတူဖော်မှု၈ဆတိုးချဲ့လှုပ်ဆောင်လာကြောင်းတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်မိုင်းပေါက်မှာ UWSC ကမြေရှားတပ်တုတူပေါ်မှုများရှစ်ဆတိုးချဲ့လှုပ်ဆောင်လာနေကြောင်းရှမ်းလူခွင့်ရေးမန်တိုင်အဖွဲ့ကယမန်နေ့ကသတင်းထုတ်ပြန်ပါတယ်လက်ရှိရိုက်ကူးထားတဲ့ဂျူရုတပ်ပေါ်များအရာဝါပြည်သွေးစီညီညွတ်ရေးတပ်မတော် UWSC ထင်းချုံရဒေသရှမ်းပြည်နယ်မြောက်ပိုင်းမြန်မာတရုတ်နယ်စပ်အနီးမိုင်းပေါက်မှာမြေရှားတပ်တုတူဖော်မှုများ2025ခုနှစ်ကထက်ရှစ်ဆများပြလာခဲ့ကြောင်း ထို့သောမြစ်တက်လာမှုကြောင့်ဒေတာတွင်ရေအရင်းမြစ်များကိုအန်ရရှိညင်ညက်ဈေးနိုင်ပွဲရှိနေကြောင်းအစိုးရအဖွဲ့ကဆိုပါတယ်။2015ခုနှစ်မှာမိုက်ပေါက်ဒေတာမှမြေရှားတက်တူတွင်၃ခုသာရှိခဲ့ပေမယ့်လည်း2025ခုနှစ်ဖေဖော်ဝါရီလမှာတော့ဂျိုဒုတက်ပုံများအရာမြို့ရဲတောင်ဘက်မှာရှိတဲ့တောင်ကုန်းများတစ်လျှောက်မှာမြေရှားတက်တူတွင်26ခုကျော်မှပြန့်နှံ့လာကြောင်းအစိုးရတပ်တူတွင်များထဲမှ၃ခုမှာမြို့နယ်၃ကီလိုမီတာ၄ကီလိုမီတာခန့်သာကွာဝေးကြောင်းမိုင်းပေါအနီးပတ်ဝန်းကျင်မှာရှိတဲ့တပ်တူတွင်နေရာများရဲ့ထူးခြားသောပုံစံဖြစ်တဲ့ အဝိုင်းပုံထုတ်လုပ်ထားတဲ့ကံများစီတန့်နေပုံမှာကချင်ပြည်နယ်မှာရှိတဲ့မြေရှားတပ်တုတူဖော်ရေးလုပ်ငန်းများရဲ့ပုံစံနဲ့အတိအကျတူညီနေပြီးထိုနေရာများမှာ Institute Leaching လို့ခေါ်တဲ့မြေအောက်မှာတိုက်ရိုက်ထုတ်ယူတဲ့နီလန်းကိုအသုံးပြုနေကြောင်းမိုင်းပေါက်အနီးမှာရှိတဲ့နေခံတပ်တုတွင်လုံသားများကလည်း online မှာမျှဝေထားတဲ့ video file ကလည်း Institute Leaching နီလန်းကိုအသုံးပြုနေကြောင်းရှင်းလင်းစွာပြသနေကြောင်းသိရှိရပါတယ်။ Institute Leaching လုပ်ငန်းစဉ်ဟာမြေရှားတက်တူများကိုထုတ်ယူရန်အတွက်ဓာတုပစ္စည်းများကိုပိုက်များမှတဆင့်တောင်ကုန်းများအတွင်းကိုလောင်းထည့်ကြောင်းထို့နောက်ဓာတုအရေးများကိုကံများတဲ့ကိုပိုက်များနဲ့ထည့်သွင်းပြီးနောက်မြေရှားတက်တူများကိုထုတ်ယူရန်အတွက်ထက်မှန်၍ဓာတုပစ္စည်းများထပ်ပေါင်းထည့်ကြောင်းထို့ကဲ့သို့တက်တူတူဖော်မှုဟာသဘာဝပတ်ဝန်းကျင်ကိုဆိုးရွားစွာထိခိုက်စေပြီးမြေပေါ်မြေအောက်ရေအရင်းမြစ်များကိုညှဉ်းညံ့စေကာတက်တူတွင်းများအောက်ဖက်မှနေထိုင်နေကြတဲ့ဒေသခံပြည်သူများရဲ့ကျန်းမာရေးနဲ့အသက်မွေးဝမ်းကြောက်မှုများကိုချိန်ချောင်နေကြောင်း ရှမ်းလူခွင့်ရမန်တိုင်အဖွဲ့ကထောက်ပြထားပါတယ်။2022ခုနှစ်နောက်ပိုင်းမှာစတင်ခဲ့တဲ့မြေရှားတက်တူတွင်းများထဲမှာတစ်ခုမှာမိုင်းပေါက်မျိုးရဲ့တောင်ဘက်3ကီလိုမီတာအကွာလင်းမီများကိုဖျက်တမ်းကမြို့တလျှောက်မြောက်ဘက်ကိုစီးဆင်းနေတဲ့ဖိုင်ချောင်းဘေးမှာတည်ရှိကြောင်းဤချောင်းနဲ့အနီးအနားမှာရှိတဲ့မြေအောက်ရေမြညဉ့်ညံ့သွားပွဲရှိနိုင်ပြီးထောင်ပေါင်းများစွာသောမြို့နေလူတို့ရဲ့ကျန်းမာရေးကို ချိန်ချောက်နေတယ်လို့ရှမ်းလူခွင့်ရေမန်တိုင်အဖွဲ့ကတတိပေးထားပါတယ်။2024ခုနှစ်စက်တင်ဘာလတိုင်ဖွန်းမော်တိုင်းယာဂီကြောင့်မိုးကြီးကဲစဉ်ကမိုင်းပေါက်မြို့လေတစ်ခုလုံးမှာပတ်ဝန်းကျင်တောင်တန်းများမှာတောင်ကျရေများစီးဆင်းလာမှုကြောင့်မကြုံစဘူးရေကြီးမှုဒဏ်ကိုခံစားခဲ့ရကြောင်း ။ဒုံဘေခန့်တီလွှမ်းမိုးခဲ့တဲ့ရေများမှာအနည်းရှိမြေရှားတက်တုတွင်းများမှာအစိတ်တောက်များနဲ့ညဉ့်ညံ့နေပွဲရှိပြီး၃ရက်အကြာမှသာရေများကျဆင်းသွားကြောင်းသိရှိရပါတယ်။မိုင်းပေါက်ဒေသမှာရှိတဲ့တက်တုတွင်းများဟာအရှေ့ပိုင်းရှမ်းပြည်ရဲ့အထက်မြေဝန်းနှစ်ခုဖြစ်တဲ့တန်လွင်မြင့်နဲ့မဲကောင်မြေဝန်းတို့အကြားမှာသိရှိကြောင်းတက်တူတွင်းမှာရေများဟာအနောက်ဘက်ကိုစီးဆင်းပြီးရှမ်းပြည်နယ်မှာရှိတဲ့တန်လွင်မြင့်နဲ့ဆက်သွယ်ထားတဲ့ခါမြစ်ထဲကိုစီးဝင်ခြင်းသို့မဟုတ်အရှေ့ဘက်ကိုစီးဆင်းပြီးရှမ်းပြည်လာအိုနယ်စပ်မှာမဲကောင်မြစ်ထဲသို့ဝင်ရောက်တဲ့လွင်မြစ်ထဲကိုစီးဝင်ပါကြောင်း ထို့ကြောင့်တပ်တုတွင်များမှလာတဲ့ညဉ့်ညက်ရီများဟာတရုတ်နိုင်ငံကိုထိခိုက်မှုမရှိကြောင်းသိရှိရပါတယ်။မိုင်းပေါက်ပါရှိတဲ့မြေရှားတပ်တုတပ်ဖွဲ့၏လုပ်ငန်းများထဲမှတခုမြ၂၀21ခုနှစ်နိုဝင်ဘာလစစ်ကောင်စီကထုတ်ပြန်ထားတဲ့တရုတ်ဝင်တပ်တုတပ်ဖွဲ့ခွင့်ပြုစာရင်းမှာပါဝင်ခြင်းမရှိကြောင်းထို့ကြောင့် UWSA နဲ့တရုတ်နိုင်ငံအကြားဒေတာတွင်သဘောတူညီချက်များနဲ့တရုတ်ကြောထောက်နောက်ခံပြုထားတဲ့တပ်တုတပ်ဖွဲ့၏ကုမ္ပဏီများကစစ်ကောင်စီပါဝင်ခြင်းမရှိဘဲမြေရှားတပ်တုများကိုတူဖို့ပြီး တရုတ်နယ်စပ်ဖြတ်ကျော်တည်ယူပို့ဆောင်ခွင့်ပြုထားဒီမှာရှင်းလင်းကြောင်းရှမ်းလူခွင့်ရေးမန်တိုင်အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။တို့ရတွင်တူဖို့ရရှိထားတဲ့တပ်တူများကိုစစ်ကောင်စီထိန်းချုပ်ထားတဲ့စစ်စည်းကိမြမတစင်ဖြတ်တန်းပြီးမှသာတင်ပို့ခွင့်ရရှိကြောင်းမိုင်းဆက်တောင်ပိုင်းမိုင်းရွာမှာရှိတဲ့ခုံမြင့်အနီးမှာမြေရှာတပ်တူတူဖို့ရေးလုပ်ငန်းမှာစစ်ကောင်စီရဲ့ခွင့်ပြုချက်နဲ့ပါဝင်ပတ်သက်မှုဖြင့်လှုပ်ဆောင်နေခြင်းမှာတေချာကြောင်းသိရှိရပါတယ်။ မိုင်းပေါက်ဟာ UWSA ရဲ့မြောက်ပိုင်းနယ်မြေမှာရှိတဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီး UWSA မြို့တော်ပန်ဆန်းရဲ့အရှိတောင်ဘက်25ကီလိုမီတာခန့်အကွာမှာတည်ရှိကြောင်းရခင်ကလာဟုနဲ့ရှမ်းလူမျိုးများအထူးကနေထိုင်နေကြတဲ့စိုက်ပျိုးရေးကုံတွယ်ရေးရွာငယ်လေးဖြစ်ခဲ့ပေမဲ့လွန်ခဲ့သော10နှစ်အတွင်းတရုတ်ရင်းနှီးမြှုပ်နှံမှုကြောင့်အထက်မြင့်အဆောက်အုံများစွာရှိတဲ့မြို့ပြ area အထူးဖွံ့ဖြိုးရေးဇုံဖြစ်လုံးဝပြောင်းလဲသွားခဲ့ကြောင်းသိရှိရပါတယ် SHRF အစီရင်ခံစာရဲ့ Trapped in Hell အရာ ိုင်းပေါက်ဟန်2023ခုနှစ်နောက်ပိုင်းမှာတရုတ်နိုင်ငံကရှန်တရုတ်နယ်စပ်တလျှောက်ငွေလိမ်ကိုင်းလုပ်ငန်းများကိုနှိမ့်နှင်းခြင်းမပြုမီ UWSC နယ်မြေမှာရှိတဲ့အထက်စိုက်ဘာငွေလိမ်လုပ်ငန်းဗဟိုချက်များတဲမှတစ်ခုဖြစ်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့ကြောက်ဖြူမြို့နယ်ပြိုင်းစည်းကေရွာမှာစစ်ကောင်စီတပ်စခန်းကိုအေးအေးတိုက်ခိုက်သိမ်းပိုက်မှုစစ်တပ်ဘက်မှ90ထက်မနည်းသေဆုံးပြီးအများအပြားအရှင်ဖမ်းဆီးရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် ရခိုင်ပြည်ကြောက်ဖြူမြို့အမှတ်32ရစ်တရင်ကာကင်းစခန်းဖြစ်တဲ့ပြိုင်းစစ်ကီကြေးရွာမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကိုအရကတ်တပ်တော် AA ကတိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား50ဦးထက်မနည်းသေဆုံးသွားပြီးအများအပြားကိုအရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်ကပြောဆိုပါတယ်။စစ်အင်အားတရာရှိတဲ့ပြိုင်းစစ်ကီကြေးရွာရှိစစ်ကောင်စီစခန်းကိုအရကတ်တပ်တော် AA ကအလုံးအရင်းနဲ့ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီရဲ့အမှတ်32ရစ်တရင်ကိုလည်း AA ကဝိုင်းရံပိတ်ဆို့နေစဉ်တိုက်ခိုက်နေကြောင်း ယခုရပိုင်တိုက်ပွဲအတွင်းစစ်ကောင်စီဘက်မှတပ်သား90ဦးထက်မနည်းကိုရှင်းလင်းနိုင်ခဲ့ပြီးအများအပြားအရှင်ဖမ်းဆီးရရှိကြောင်းသိရှိရပါတယ်။ကြောက်ဖြူမြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်စခန်းတစ်ခုနဲ့တစ်ခုမှာစစ်ကူပေးပို့နိုင်ခြင်းမရှိစေရန်အရခတ်တော်အေအေကအဖက်ဖက်မှဝိုင်းရံပိတ်ဆို့ဖြတ်တောက်ထားကြောင်းအေအေရဲ့ကြောက်ဖြူမြို့သိမ်းတိုက်ပွဲမှာစစ်ကောင်စီရဲ့နန်းဖဲတောင်တပ်စခန်းမင်းတပ်တောင်တပ်စခန်းနဲ့လက်ခမော်တပ်စခန်းတို့ကိုသိမ်းပိုက်ထားပြီးလက်ရှိမှာအမှတ်30ရဲတပ်ရင်းကိုဦးတည်တိုက်ခိုက်နေကြောင်းသိရှိရပါတယ်။ ကြောက်ပြူတိုက်ပွဲကိုစစ်ကောင်စီကကြည်ရည်လီတုံးကုစလုံးနဲ့ခုခံတိုက်ခိုက်နေပေမဲ့အရကတက်တော်အေအေကစစ်ရေးအသားစီရရှိနေကြောင်းရကိုင်ပြည်စစ်ရေးတုံးတက်သူများကပြောဆိုထားကြပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့တောင်ငူမြို့နယ်ကန်းနီဂုံမင်းအိုင်ရွာအနီးလန်ကင်းလုံကျုံရေးယူနေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ် ပဲခူးတိုင်းတောင်ကုန်မြို့နယ်ကန်းနီဂုံမင်းအိုင်ရွာအနီးမှာလန်ကင်းလုံချုံကြီးယူထားတဲ့အကြမ်းဖက်စစ်ကောင်စီများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှနှစ်ဦးသေဆုံးခဲ့တယ်လို့ People Defense Force တန်တောင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဇွန်လ18ရက်နေ့မှာတောင်ကုန်မြို့နယ်ကန်းနီဂုံမင်းအိုင်ရွာအနီးမှာလန်ကင်းလုံချုံကြီးယူထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများနဲ့တော်လန်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။ရင်ထိတွေ့တိုက်ပွဲအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးတာ ၃ဦးဒဏ်ရာရရှိခဲ့ပြီးတော်လန်ကြီးတပ်ဖွဲ့ဝင်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။စစ်ခွေးလန်ကင်းနဲ့တိုးတာဆိုတော့စစ်ခွေးဘက်ကပြန်လည်ပြစ်တာမျိုးရှိပါတယ်။ကျွန်တော်တို့အကုန်ဘေးကင်းပါတယ်။ကျွန်တော်တို့ဟာတင်းငယ်တဲ့မိတောက်လေးဆိုပေမဲ့စစ်အာဏာရှင်ပြာကျတဲ့အထိတတောင်တနေရာကနေလောင်ကျွမ်းစီမှာပါလို့ခွေးတကောင်ယော့လဲတကောင်ပေါ်လို့ People Defense Force တန်တောင်မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုတောင်ငုခရိုင်တမဟာနှင့်တရင်ငါလက်အောက်ခံ People Defense Force တန်တောင်အဖွဲ့ တရင်ကလက်အောက်ခံပူပေါင်းတပ်ဖွဲ့တို့ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ဆုံးတင်ဆက်ပေးချင်တာကတော့ရှီတန်းတိုက်ပွဲမှာတေဆုံသွားခဲ့တဲ့တပ်သားမောင်စုရှင်ရဲ့တေဆုံမှုတည်င်းကို6လကြာမှစစ်တပ်ကမိသားစုကိုအတိပေးတဲ့အတွက်6လနောက်ကျနာရီအမျှဝေမှုလှုပ်ဆောင်ရာတိုက်ပွဲမှာတေဆုံမှုကို96ပါးယောဂါနဲ့တေဆုံဟုနာရီကြော်ညာမှလိန်လေဖော်ပြခဲ့ရာကြောင့်တင်ဆက်ပေးပါမယ် မကွေးတိုင်းရှေတန်းတိုက်ပွဲမှာတေဆုံသွားခဲ့ရတဲ့တပ်သားမောင်စုရှင်ရဲ့တေဆုံမှုတည်င်းကို6လကြာမှစစ်တပ်ကမိသားစုကိုအတိပေးပြီး6လနောက်ကျနိုင်ရေးအမျှဝေမှုလှုပ်ဆောင်ရာကြောင်းကြံရစ်သူမိသားစုထံမှသိရှိရပါတယ်။လှိုင်တရာမျိုးအနောက်ပိုင်းစနေရက်ကွက်မှာနေထိုင်တဲ့အသက်30အရွယ်မောင်စုရှင်ခဖိုးခွားကအထယ်ကျုပ်အလုပ်လုပ်ကင်နေရာမှာစစ်သားအဖြစ်မိမိသဘောနဲ့ဝင်ရောက်သွားခဲ့ကြောင်းစစ်တနန်းဆင်းပြီးနောက်မကွေးတိုင်း၆မြို့နယ်မှာရှိတဲ့တပ်မ၈၈လက်အောက်ခံကလရ73မှာစစ်မှုထမ်းရကြောင်း အဲ့ဒီနောက်စစ်တပ်က၎င်းကိုရှီတန်စစ်မြေပြင်ကိုဆေလွတ်ခဲ့ပြီးယခုနှစ်ဇန်နဝါရီလတရက်နေ့မှာတိုက်ဆုံခဲ့ကြောင်းသိရှိရပါတယ်။မောင်စုရှင်နဲ့မိသားစုကအဆက်အသွယ်ပြတ်တောက်သွားတဲ့အတွက်စုံစမ်းပေးမယ်လဲစစ်တပ်ကတိုက်ဆုံမှုတည်င်းကိုအတိမပေးခဲ့ကြောင်းသူရမှာတော့မောင်စုရှင်တိုက်ဆုံအပြီး6လအကြာတွင်မှစစ်တပ်ကအတိပေးလာတဲ့အတွက်မိသားစုက6လပြည့်စွန့်သွန့်နိုင်ရတရားနာလောက်ရကြောင်းသိရှိရပါတယ်။ 6လပြည့်စွန်းတော့နိုင်တရားနာဖိတ်ကြရမှာရှီတန်းမှာတေဆုံးတယ်လို့ဖော်ပြခွင့်မရပဲ96ပတ်ယောဂာနဲ့တေဆုံးတယ်လို့ဖော်ပြရကြောင်းတက်သားမောင်စုရှင်တေဆုံးမှုအတွက်စစ်တပ်ကကြံရစ်သူမိသားစုထံကိုထောက်ပံ့ခြင်းနဲ့ခန်းစားခွင့်ယောကြီးပေးခြင်းမရှိကြောင်းသိရှိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုလိုအစိုးရနောက်ဆင်ခဲ့ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နောက်ထပ်ပြည်တွင်းပြည်ပသတင်းတော်လန်ရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ